အားလုံးမင်္ဂလာပါကျွန်တော်ထပ်ပြီးတော့ကျွန်တော်တို့ဗာလေအညာသားအဝါဖြန့်လေးနဲ့မိတ်ဆက်ပေးပါမယ်เนาะဒါအခုရှေ့မှာကျွန်တော်ရှေ့မှာရောက်နေပြီဗောနော်ချနေကြပြီဒီမှာပါเนาะအဲ့ဒါဆန်နမူနာပြမယ်ပြီးတော့ထမင်းတိုင်းလေးကိုပြပေးမယ်ပြီးတော့မှကျွန်တော်ထုံးစံအတိုင်းပဲစေတန်းလေးကိုပြောပေးပါမယ်ကဲချစ်ကိုရှေ့မှာတက်တာရယ်เนาะဒါဒီဗီဒီယိုလေးကိုတော့ဆုံးခဲ့တဲ့အောင်ကြည့်ဖို့အတွက်ရှေ့ကိုရှေ့မှာတယ်အာလိုအပ်တယ်ပြီးမှကျွန်တော်တို့ဒါမရလိုက်မရှိစေရအောင်ချစ်ကိုချစ်မတဲ့အတွက်ကျွန်တော်လာပြောတာပါโอเคပါ အဲဒီကောင်လေးပေါ့ကျွန်တော်ကားပေါ်ကနေရှာနေတာပေါ့နော်ဒီမှာကားပေါ်ကရှာနေတာအဝအဝါရောင်အိတ်တွေနဲ့ဒါပေမဲ့ဒီကောင်ကအတွင်းကအိတ်ပါလေးပါတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ကအိတ်ခွန်ချိန်ဖို့အတွက်တကယ်တမ်းကျရင်မချိန်တော့ဘူးနော်ဇေချစ်ကိုချစ်မတွေကိုဇေတန်းလေးတက်သုံးတက်တာလေးလုပ်ပေးပြီးတော့ကျွန်တော်ရောင်းလိုက်တော့မယ်အထဲမှာအိတ်ပါပါတယ်အဲပြီးတော့အိတ်ခွန်ကလည်းနင်းနေအထူသားတွေပါနော်ဒါလေးတွေအိတ်ခွန်ထူတယ်နော်အဆင်ပြေတယ်ကဲကျွန်တော်တို့ထမင်းဆန်သားလေးကိုပြမယ်ဒီမှာပါနော်အဲဆန်သားလေးကဒီမှာနော်ဒီမှာ သူကအဝါအဝါရောင်လေးပေါ့အဝါသန်းလေးနော်အဲအဝါသန်းလေးဒါအညာသားဒါကျွန်တော်ငကိုတိုင်းအရင်တိုင်းပဲဆန်လေးကိုကင်ကြည့်တယ်သူရဲ့အဲဒါအရသာပေါ့နော်ကြိုက်ကြည့်တဲ့အရသာခံစားတယ်ခံစားပြီးမှအယိုးလေးတွေကိုရှိုးကြည့်တယ်နော်ချစ်ကိုချစ်မတယ်လေဒီတိုင်းသွားမယ်နော်အဲအမြဲတမ်းအမြဲတမ်းလှုပ်လာနေတဲ့အများကျွန်တော်တို့ဆန်အပေါ်မှာနားလေသဘောပေါက်လာလိမ့်မယ်နော်ကဲဟုတ်ပြီချိုးကြည့်လိုက်တယ်ဟုတ်ပြီဒါဒါဆိုရင်ဒါလေးကိုကိုမဲထားလိုက်တယ်မဲထားပြီးတော့ထမင်းကိုချက်ကြည့်တယ် အဲ့လိုမျိုးလေးပေါ့အဲကျွန်တော်တို့ဆန်တစ်ခုကိုနားလေလာအောင်နောက်ပိုင်းဆိုရင်ကိုဝေလာတဲ့အချိန်မှာဆန်ကိုတန်းပြီးတော့ဒါဒီဆန်သည်ကြေးလိုက်တာနဲ့ဘာဆန်ဒီဆန်သည်ထမဲကောင်းမကောင်းဒီဆန်သည်ဘေးသေးတဲ့အဲ့ဒီလိုမျိုးအဆင့်ဟိုရောက်ဖို့အတွက်ကိုအခြေခံအနေဒီလိုပဲကျွန်တော်တို့ဒါတဆင်ချင်းတဆင်ချင်းတောပြီးတော့လောရမှာဖြစ်ပါတယ်အဲအဲ့ဒီတော့ချစ်ကိုချင်းမတွေလေးပေါ့နော်ဆန်အကြောင်းကိုနားလည်ရှင်နေဆိုရင်ကျွန်တော်တို့လိုပဲဒီလိုမျိုးပဲလေအလေးချင်းပေါ့နော်အမြဲတမ်းလုပ်ပါဒါဆိုရင် ဒါနောက်ပိုင်းဆံပရင်တပတ်ဖြစ်လာလိမ့်မယ်နော်โอเคပါကဲဒါဆိုရင်ကျွန်တော်တို့သမင်းသားလေးကိုချက်မယ်နော်အဲကဲဒီမှာနော်အချင်းလေးရချိုးဘာဖြစ်လို့ကျွန်တော်တို့သမင်းကိုဆံရိုးကိုကြေးလိုက်တဲ့အချိန်မှာဒီဆံရိုးဒီဟိုဟာပေါ့ဟိုထောက်တော့လဲသေးလေးနဲ့ထောက်လိုက်တဲ့အချိန်မှာမာကြောတယ်မာကြောတော့ဒီမှာအဆုခံတယ်အဆုခံတော့သမင်းတွေကလည်းဒီကောင်ကဘေးကထွက်တာလဲဆိုတော့ကျွန်တော်တွန်တဲ့သဝန်းတော်နေလာတာဒါဆိုရင်ဟုတ်ပြီကျွန်တော်မဲထားလိုက်တော့မယ်ဒီဘက်ကလာတဲ့ဆန်တွေဒီအနေထားတွေရှိနေတယ် အဲ့အဲ့တလိုမျိုးဆန်တိုက်တော့မဟုတ်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့တချွတ်တဝက်တော့မဲထတာပေါ့ကောင်းတဲ့အနေထားမှာရှိနေတယ်เนาะကဲလာကျွန်တော်တို့ထက်ပြမယ်ဒီမှာเนาะကျွန်တော်တို့ဆူနေပြီเนาะဒါပေမဲ့ဒီဆန်ဒီဆန်အလုံးထမင်းလုံးမဖြစ်သေးဘူးသူ့မှာထမင်းသားတွေမှာတေချာလေးချစ်ချစ်ကိုချင်ပါတယ်ထမင်းလုံးတွေမှာအနည်းလေးတွေရှိသေးတယ်เนาะအဲ့ဒီအနည်းလေးတွေကအာပြောမယ်ဆိုရင်ထမင်းဖြစ်ဖို့ပဲကြံသေးတဲ့အနည်းလေးတွေပေါ့เนาะအဲ့ဒါနဲ့ကျွန်တော်တို့ထက်ဆောင်မယ် သမင်းရင်ကွေးတာတလုံးပါလားကဲထက်ပြလိုက်ကဲကျွန်တော်ဒီမှာနော်ထက်ပြီးတော့ကြည့်ပါဒီမှာနော်ဒါဒီလောက်အချိန်နေတော့မှဆန်တွေကဟိုဟာအနစ်တကျန်နေသေးတယ်အားလုံးတလုံးချင်းနော်ရွှေကြီးထွက်လာတယ်နော်အိုးလေးတက်လာမှမလို့လေအိုးတက်တယ်နော်အဲအိုးတက်တယ်ဒါဒီအမန်တရားကိုပြောပြတာဖြစ်တယ်ကျွန်တော်တို့ကရောင်းအဖို့အဓိကမဟုတ်ဘူးနော်အမန်တရားကိုပြောဖို့အဓိကပဲဝေရှင်ဝဲမဝေရှင်နေဒါအမန်တရားတစ်ခုဖြစ်နေဖို့လိုတယ်เนาะဟုတ်ပြီ ဒီမှာပါเนาะဒါအရှိအရှိတိုင်းကိုကျွန်တော်တို့ပြသတာဖြစ်တယ်ဒါလေးကိုဘယ်လောက်နဲ့ရောင်းမလဲ6000နဲ့ယူပြာเนาะလက်ကားစိ6000နဲ့ယူအဲ့ကတော့100နင်းပါပဲပါတယ်เนาะချစ်ကိုရှင်မတို့เนาะကဲလက်ဦးသေးလို့ယူထားဟုတ်ကဲ့ဒီမှာเนาะကျွန်တော်တို့ထမင်းသားကိုရှိုးเนาะထမင်းသားတွေကိုရှိုးเนาะเนาะအရန်ကိုဟိုဟာအာရှေ့ပါတယ်เนาะဒီမှာပါကျွန်တော်တို့ဆမ်းမှာနင်းနင်းဝါနေပေမဲ့ထမင်းမှာမဝါဘူးเนาะ stop stop မရင်းနဲ့တော့ရပြီ ဆံမဝါနေပေမဲ့သမင်းမမဝါဘူးเนาะချစ်ကိုရှင်မတို့ကြစ်ဘလောက်လာလဲဆိုတာကြစ်เนาะဒါကိုဘလောက်နဲ့ရမယ်တပြေးကို2500လောက်ရှိတယ်6000 6000 6000ဆိုရင်တွဲကြစ်လိုက်တပြေးကို2500ပဲရှိတယ်ချစ်ကိုရှင်မတို့တို့မှာတပြေးကို3000လောက်ကိုပပလေးရောင်းမရောင်းရပဲနေပါမလားเนาะဒီမှာကြစ်အိုးလေးတက်နေပြီเนาะသမင်းကလည်းလုံးဝတဒေါင်းချင်းပဲအေးမာရဲဆံဖြစ်ပါတယ်ကဲအဲ့ဒါလေးကကျွန်တော်6000ပါ နော်ထမင်းလဲရှည်တယ်အိုးလဲတက်တယ်နော်ပြီးတော့ပါလဲအဲထမင်းရင်ကိုွက်တာလည်းမရှိဘူးနော်အေးသွားရင်လည်းမာတယ်ကဲဒါဆိုရင်ချစ်ကိုချစ်မတယ်လည်းမကြိုက်စရာဘာတစ်ခုပါလဲပြောနော်အနှံ့အသက်တွေမရှိဘူးနော်ဝါတွေဆိုပြီးတော့အနှံ့တွေဘာညာတလကားတွေလာနေဦးမယ်မရှိဘူး တကယ်တမ်းကြရင်ကျွန်တော်ကလေဒါလေးတွေကိုရောင်းတယ်ဆိုတာကတကယ်မရှိစင်းရဲ့လူတွေပေါ့နော်အခြေခံလူလဲလူတန်းစားတွေအတွက်ကိုကျွန်တော်ရွေရတယ်ဘာဖြစ်ဆို သူတို့လေးတွေကတပြေကို2000 2000ကျော်ဒါလေးတွေနဲ့ရတယ်ဆိုရင်သူတို့အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့ဒီတွင်နဲ့ကျွန်တော်ကဒါလေးတွေကိုရောင်းအချင်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီကနေ့ရောင်းလိုက်ချင်းအပြင်လေရက်ွက်တွေမှာအာကိုချစ်ကိုချင်းမတွေရဲ့ဆန်ဆိုင်တွေမှာလေတစ်ဆင့်ရောင်းလေဆိုရင်ဒါအာပြောမယ်ဆိုရင် ရောင်းရတယ်လေ ဟုတ်တယ်မလားအဲ့တန်းနဲ့ချစ်ခုချင်းမတွေဆန်ဆိုင်တွေမှာကျွန်တော်တို့အခြေခံလူတန်းစားအလေးလဲတန်းစားထက်ဆန်းအန်တန်းစားလူတန်းစား၃မျိုးစားနိုင်တဲ့ဆန်တွေကိုကျွန်တော်တို့တင်ရလိမ့်မယ်နော်အရင်ကြီးပဲ quality ကောင်းတာကြီးပဲရောင်းနေလို့လည်းမဟုတ်သေးဘူးနော်ဘာဖြစ်လို့အခြေခံလူတန်းစားတဲ့စားနိုင်တဲ့အဲဈေးတန်းလေးတွေလည်းကျွန်တော်တို့ရောင်းရမယ်နော်အဲ့တန်းနဲ့ဒါလေးတွေကိုကျွန်တော်ကရောင်းရချင်းဖြစ်ပါတယ်ကျွန်တော်တို့မှာတော့ဒီလိုမျိုးအဝါတွေတော့မဟုတ်ပါဘူးတခြား ကောင်းတာတွေလည်းရှိတယ်เนาะတလေးတလေးလည်းစားတယ်เนาะပေါ်ဆန့်ဆိုရင်လည်းပေါ်ဆန့်လျောက်အာဒါဇေနုံတက်တာပြီးတော့ထမင်းကောင်းတာတွေလည်းရှိပါတယ်เนาะအခုဆိုရင်တော့ဒါချစ်ကိုချင်းမတဲ့အဲဒီနေ့ဒါချစ်ကိုချင်းမတဲ့ဒီဒါလေးတွေကိုစိတ်ဝင်စားလိမ့်မယ်လို့ထင်တယ်เนาะဒါသည်အညာသားဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့ဒီကောင်ကဟိုအညာသားတွေကလေခေါင်းနေပြီဗျာเนาะအယိုးတွေကလည်းမာတောက်နေတာပဲအိုးလေးတက်တယ်เนาะအဲ့ဒါနဲ့ကျွန်တော်တို့ကတော့ချစ်ကိုချင်းမတွေကိုညွှန်းချင်တယ်တအိတ်ကိုကျွန်တော်တို့6000 တော့တွဲလိုက်မယ်ဆိုရင်2500လောက်ပဲရှိမှာเนาะတပြေကိုဒါဆိုတာတာယာယာလေးပဲချစ်ကိုရှင်မတို့เนาะပြီးတော့ချစ်ကိုရှင်မတွေဒီဆန်တွေကအယိုးရှည်တယ်မလားအယိုးရှည်တော့ပြေတောင်းနဲ့ရှင်လိုက်ရင်20နဲ့96လောက်ဖြစ်တယ်เนาะ20က26ပြေလောက်ဖြစ်တယ်ဒါပေမဲ့သူကတော့ဝိန်းနဲ့ဆိုရင်တော့100နဲ့10ပေါင်ပဲလာကြတာ အဲ့ဒါဝိတ်ပို့ရတာမဟုတ်ဘူးเนาะတချို့ကြရင်ဒီပေါ်မှာငါအော်အပိုပါတွေပါတယ်ထင်နေကြလိမ့်မယ်မဟုတ်ဘူးအပိုပါတာမဟုတ်ဘူးကျွန်တော်တို့အိုက်တိုက်အိုက်တိုက်ဒီ108ပေါင်ပဲလာတယ်ဒါပေမဲ့ဒီကောက်တွေဒီအယိုးအရှည်တွေအတွက်ကျွန်တော်တို့ပြေတောင်းတွေမှာအရင်လေးကျွန်တော်အမြင်နဲ့ပြောတယ်ပြေတောင်းတွေမှာထောက်နေတာသိလားပြေတောင်းတွေမှာထောက်နေတာပြေတောင်းတွေမှာရှွာပြီးတော့မဝင်တော့ဘူးပေါ်ဆန်းတွေလိုမျိုးလေအဲ့ဒီအတွက်နဲ့သူကအာပြေတော့အရေးအတွက်များတော့တာ တကယ်တမ်းကြရင်တော့ဒါလေးတွေရှိတယ်အဲ့တော့ ਨੇ 7ခု7မတွေမှာ20နဲ့5ပြည့်လောက်နဲ့ဆိုရင်အများကြီးမြတ်ပါတယ်เนาะဒါဒီ7ခု7မတွေအတွက်တဲ့အဆင်ပြေတယ်ထင်လို့ကျွန်တော်ရောင်းချင်းဖြစ်ပါတယ်အဲ့ကနေတယ်เนาะမြန်တဲ့လူရမယ်เนาะကျွန်တော်တို့တည်င်းကျအဲ့မတိုက်ခင်မှာဒါလေးတွေလက်ဆောင်ပေးထားတယ်เนาะကျွန်တော်တို့လာဝေတဲ့လူတွေရောလက်ကဝေတဲ့လူတွေရောတော့เนาะဆက်ပြဘူးတွေကျွန်တော်လက်ဆောင်ပေးတယ်เนาะဒါလေးတွေအဲလာဝေတယ်ဆိုရင်ကျွန်တော်တို့ဆက်ပြဘူးတပူးတွေလက်ဆောင်ရမယ် နော်အဲလာဆက်ပြဖို့ဒါသတင်းကျွန်းနဲ့နောက်ထပ်အဲကျွန်တော်အစီအစဉ်လေးထပ်လုပ်ပေးပါမယ်နော်လောလောဆယ်နောက်ပိုင်းတွေမှာဒီထက်မှအကကောင်းတဲ့လက်ဆောင်တွေလည်းကျွန်တော်ဆက်ပြီးတော့လုပ်ပေးပါမယ်အခုတလေကတော့ဒါအာဒါလေးဆက်ပြစီလေးပေါ့ဒါတဘူးစီကျွန်တော်လက်ဆောင်ပေးပါတယ်နော်အဲတော်တော်အများကြီးပဲတော့မထင်ပါနဲ့နော်ဒါနင်းနေချင်းကားစီစမှာပေါ့နော်နင်းနေချင်းကားစီလက်ဆောင်လေးတွေအများကြီးလာပေးမယ်နော်နောက်ပိုင်းဆိုရင်လေ ။ Okay ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုဒါဒီနေ့တိုက်ထိုက်တဲ့အားပေးကြတဲ့ကျွန်တော်ရဲ့ဒီစိတ်သင်ရဲ့ကျေးဇူးရှင်များအားလုံးကိုကြီးချမ်းမာရှင်စိတ်ရှင်သာရှင်တလုံးတဝါနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဒီနေ့ဒီလောက်နဲ့ပဲဆုံးသက်ပါစေ။အားလုံး good luck ပါ